စာပေရှိသူများအားလုံးပဲမင်္ဂလာပါဗျယခုနားဆင်ရမယ့်စာအုပ်လေးကတော့ဆီယာမခင်းနှင်းကြည်သာရဲ့နာမည်ကြီးစာအုပ်တော့ဖြစ်တဲ့ချစ်တဲ့သူကိုတတိယတဲ့အခါဆိုတဲ့စာအုပ်လေးကို မျှဝေခန်းစားကြည့်ကြပါမယ်ဒါဆိုစားလိုက်ကြရအောင်ဗျအခန်း1ခရီးထွက်ကြစို့လူပဲအကြောင်းနားလည်လာတဲ့အခါတစ်ပင်လေးတွေတိရစ္ဆာန်လေးတွေကိုပဲပိုရှစ်လာတက်တဲ့စာရေးသူလေးလုပ်ငန်းတွေမှာဆောင်ရတဲ့သူတွေချစ်ခင်မှုတဲ့သူတွေ မိတ်ဆွေတွေဘဝတူတွေနဲ့ဆုံရပြီးအတွင်းစိတ်တဘောတွေကိုတိလာရတိုင်းစကားတွေပိုနေနေလာပြီးတဘာဝတရားကြီးနဲ့ဒိဋ္ဌိဆန်လေးတွေကိုပဲပို့ပိုးပြီးရှိမိလာတယ်လူတွေရဲ့လောဘဒေါသနဲ့မောဟကသိတ်ကိုပူလောင်လွန်းတယ်ချမ်းသာတဲ့သူတွေရဲ့လောဘရှုတ်တဲ့သူတွေရဲ့လောဘလောရာတွေရချင်နေတဲ့လောဘပြီးတော့ကိုလိုချင်တာမရတော့တဲ့အခါဖြစ်လာတဲ့ဒေါသနဲ့ကိုထက်သားမကိုစိုးရင်နဲ့မလုံးမုံထားစိတ်တွေဟာ ရင်ဘတ်သေးကမေတ္တာတွေနဲ့ရှင်းရှင်းတွေကိုလောင်မြိတ်ပြစ်လိုက်ကြတယ်။အဲ့ဒီလောင်ကျွန်းနေတဲ့စိတ်နဲ့တခြားသူတွေကိုလိုက်ပြီးလောင်ကျွန်းဖို့ကြိုးစားတဲ့အခါကူးဆက်ခံရတဲ့လူတိုင်းကပူလောင်လာကြပြီးအဲ့ဒီလူတွေကပဲဆက်ပြီးအပူတွေဖြန့်ဝေတော့လောကကြီးပါပူလောင်ပြန်တယ်။ဒါအပြင်လူတွေဟာရှင်းအောင်ရှင်းနေချီးကျူးခံခြင်းတွေပြီးတော့တယောက်တည်းမနေရကြလို့အားကိုရဖို့အမြဲကြိုးစားတယ်။ကိုယ်အလိုတော်သူကလက်ရမယ်လို့ပဲအမြဲတွေးထားကြပြီး ကိုဖြစ်စေချင်တာတွေဖြစ်လာတဲ့အခါအရှင်ရှင်တိတ်ခိတ်ကြတယ်တိတ်ကိုမွန်းကျက်စရာတွေများလာတဲ့အခါရွေးရှည်စရာဟာတဘာဝတရားကြီးအပြင်ဘာထက်ရှိအောင်မလဲညီမလေးရေလူရဲ့အကြောင်းနားလည်လာရတိုင်းတစ်ပင်လေးတွေဒိဋ္ဌန်လေးတွေကိုပဲပိုရှိလာတတ်တဲ့ဒါကြောင့်မေးဆာရဲသူကခီးထွက်များရသူဖြစ်လာခဲ့တဲ့ထင်မရဲ့လောတောင်တွေစီခီးထွက်ရတိုင်းကျင်းငှက်တွေဒိဋ္ဌန်လေးတွေပန်းမွင့်လေးတွေတစ်ပင်ကြီးတွေကိုမြင်ရတိုင်းစိတ်အေးချမ်းရတယ် အပူတွေရို့လို့ခီးလန်းပင်ပန်းတာတော့မစ်ပြီးနေရထိုင်ရတိတ်တက်တာလာတာပဲအနောက်နိုင်ငံတွေမှာဆိုရင်တစ်နှစ်လုံးအလုပ်လုပ်ပိတ်ဆံဆုကြပြီးတစ်ခါတော့တော့နိုင်ငံပတ်ပြီးခီးထွက်ကြတဲ့ညီမလေးလူပြောတဲ့သူတွေဟာခီးထွက်ကြသူတွေဖြစ်ကြတယ်ရှီရင်ဆွေးအသက်ထက်အော်နေတာဟာစိတ်တွေပင်ပန်းရလို့ပါခီးထွက်တိုင်းပြောင်းလဲတဲ့ပတ်ဝန်းကျင်တွေနဲ့လေကောင်းလေတန့်ကိုရတဲ့အခါဦးနောက်ကလေတစ်လွင်လာတယ်လူလေးတက်ကြွပြီးအကြမ်းကြမ်းတစ်တွေရလာတဲ့ ဆိုင်ရည်သူကတော့တပတ်လောက်များအိမ်တွင်အောင်းမိရင်ကိုအညောင်းမိနေတတ်ပါတယ်။ခီးရှင်မထွက်ရင်တောင် နေရှင်ပြန်လောက်တော့ခီးထွက်ရမှနေတတ်တယ်လို့ဖြစ်နေပြီ။ဒါကြောင့်ခီးထွက်လိုက်လူတွေကိုကူညီလိုက်အပူတွေကူးလာပြီးဆိုတိုးတောင်တွေစီပြေးလိုက်နဲ့နေပြော်တဲ့ဘဝကိုရတယ်ပြီဆိုပါတော့ညီမလေး။ဆောင်းဦးရောက်ပြီးဆိုရင်တော့တိုးပန်းလေးတွေမျိုးစုံပွင့်တတ်ကြတယ်။မင်းမဖော်နိုင်တဲ့တိုးပန်းရောင်စုံလေးတွေဟာဈေးကြီးပေးရတဲ့နိုင်ငံခြားပန်းရောင်စုံတွေထက်ပိုပြီးလှလွန်းတယ်။ ဆောင်းရသည်မှာဆိုတောင်နေကြရီအပြိုင်ပွင့်တဲ့ကာလမို့တောင်ပေါ်ခီးတွေဟာတိတ်ကိုပြိုစရာကောင်းတယ်ဆောင်းနှောင်းပိုင်းမှာတော့ရှယ်ရီတွေနဲ့တောင်ဇလက်ပန်းတွေဟာတောင်တန်းတွေရဲ့တန်ငယ်ဒအေးရှမ်းလာတဲ့တောင်ပေါ်ဒေသရဲ့အမှတ်သားဖြစ်တယ်နှင်းကျတတ်တဲ့တောင်ပေါ်တွေဆိုမြူတွေနှင်းမှုန်တွေလေးရှိတတ်ပြီးလိမ်မော်တွေပန်းသီးတွေစတိုဘယ်ရီတွေအပြင်တောင်ရစိတ်ခင်းတွေလေးရှိနေတာမို့ဘလောက်လှမေးဆိုတာကိုရိုင်းမြင်မှပဲသိလိမ့်မယ်ညီမလေးရေ နေဦးရောက်ရင်တော့တောင်ပေါ်မြေပြန့်မကြမ်းပေါက်ပန်းတွေဟာပွင့်ကြပြန်လေအညာရေသမှာတော့လက်ပန်းတွေပွင့်ကြသလိုငုဝါရီပထောက်တွေအပြင်စိန်ပန်းနေနဲ့အေးတဲ့ဒေသတွေမှာတော့စိန်ပန်းပြာတွေလေးပွင့်ကြတယ်လမ်းတစ်လျှောက်စီတန်းနေတဲ့စိန်ပန်းမြေနှံကြီးတွေအပြိုင်ပွင့်ပြီးဆိုရင်တော့ခရီးသွားရင်မငီးနိုင်လောက်အောင်လှနေတာတွေတွေ့ရမယ်ညီမလေးရေကံကောတွေလေးပွင့်နေနွေစပါးတွေလေးစိတ်ကြပြီမို့လေကွင်းတွေဟာလေးစိမ့်စော်ပြီးတိတ်လှတယ် နေကြာခင်းတွေကလည်းအလှရှင်းပြိုင်နေပြန်ပြီလေမောကာလဆိုရင်တော့စိမ့်စောတဲ့တောင်တန်းတွေလေကွင်းတွေမြေပြင်ကျေတွေဟာရှုမဆုံးဘူးပေါ့ကိုယ်နိုင်ငံထဲမှာတိတ်ကိုလှတဲ့ရေတခွန်တွေကြောက်ကူကြီးတွေမျက်စိတဆုံးလေကွင်းနဲ့ပန်းခင်းကြီးတွေဟာဘယ်နိုင်ငံနဲ့မှမလဲနိုင်တဲ့သဘာဝအလှတွေပေါ့တိုင်းရင်းသားတွေရဲ့ဝတ်စုံတွေဓလေ့တွေနေထိုင်မှုပုံစံတွေအညာကမြန်မာဓလေ့တွေဟာလေစာဖွင့်လို့ကိုမဆုံးနိုင်ပါဘူးညီမလေးရေ ပကံနဲ့မြောက်ဦးလိုရှီဟောင်းနေမြမှာတော့ရှစ်လူနေမှုနဲ့ယဉ်ကျေးမှုလက်ရာတွေကိုအံ့ဩရင်းနေဝင်ချင်းနေထွက်ချင်းတွေကိုတိတ်လှတဲ့အမှုပညာလက်ရာတွေနဲ့အတူခန်းစားနိုင်တယ်ဘလဝဘက်မှာတော့မတွတ်ထီရသေးတဲ့သဘာဝအလှတွေဟာစာဖွင့်လို့မကုန်နိုင်ဘူးရေတခွန်ကြီးတွေအောက်ရှင်းငှက်တွေရေပြိုကြတဲ့ရွန်စုံငှက်ကြီးတွေရှိတယ်ဒါအပြင်ရှင်တိုင်းရင်သားရိုးရွာဒလေတွေဆိုတာရေမကုန်အောင်ပါပဲတီးတင်တွန်းဆန်ဘက်မှာတော့ တိမ်တွေပေါ်နေပြောင်ရတဲ့ဘဝတွေပေါ့တိမ်တွေချားမှာတိမ်တင်ကော်ဖီမှုံးမွေးတစ်ခွက်နဲ့များတောင်းနှံရတွေကိုရှိပ်ပြီးဆောက်ထားတဲ့ရိုးရာအင်တွေနဲ့ဒလေတွေကိုငဲရမေးဆိုဘလို့များစာဖွေလို့ပြီးနိုင်ပါတယ်လေမွန်ပြင်းနေတဲ့ကရင်ပြင်းတွေကရေတခွန်တွေကြောက်တုံးကြီးတွေပေါ်မှာဇေဒီပရိုတီတက်တဲ့ဒလေတွေကိုတောင်ဖက်ကကျွန်းစုတွေအေယာဝတီဖက်ကလေကွင်းတွေပဲခူးယိုမာတွေကတောင်တန်းကြီးတွေကရှင်ပြင်းတွေကတိတ်လှတဲ့မြေချောင်းကြီးတွေ ိုညီမလေးရေ တို့နိုင်ငံမှာတိတ်ကိုလှတဲ့နေရာတွေဟာအများကြီးပါပဲဒါကြောင့်ပူလောင်လှတဲ့အခါခီးထွက်ပါ အရွေတင်ပြီးအကြံတစ်တွေရဖို့ခီးထွက်ပါတိုးပန်းလေးတွေခူးဖို့ခီးထွက်ပါကိုနိုင်ငံလေးကတိုင်းရင်းသားတွေကို ပို့ပြီးရှစ်မြက်နိုးတက်ဖို့ခီးထွက်ပါ ကိုကိုကိုယုံကြည်တတ်ဖို့ခီးထွက်ပါ အရေးကြီးဆုံးကတော့ရှစ်ရှင်းတရားကို နားလေတတ်ဖို့ခီးထွက်ပါညီမလေးရေ